ဘောလမျိုးတွေအားလုံးပဲငလီမင်းနဲ့မေဘေးတွေမှာအများဆုံးကင်းဝေးကြပါသလိုဆူတောင်းပေးနေမယ်ကျွန်တော်ရဲ့ကို Jet Revolution Channel လေးရပြန်လည်ကြိုဆိုင်ပါရစေ။ Video Revolution မလို့သွားပေးခင်မှာတော့ယနေ့မေလ20ရက်နေ့ရဲ့ညပိုင်းဒီနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချင်းဖော်ပြပေးသွားဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးနဲ့ကြည့်ရှုပေးဖို့ဒီနေ့အားနေပြီးထပ်မံတောင်းဆိုလိုက်ပါရစေ။ပထမဆုံးအနေနဲ့ကတော့ဘောမတွေကသူတို့ဂျင်းထည့်နေတာတွေကိုပြည်သူတွေကနေပြီးတော့တကယ်စားသုံးနေလို့ထင်နေပုံရပါရစေ။ဘောမတွေမှမဟုတ်ပါဘူး။အခုအာနာယူနေတဲ့ရွေးကောက်ပွဲကိုဘုဒ္ဓဘုရားဝင်နေတဲ့ကောင်တွေရတဲ့ဒီဒိုင်းဆိုအားလုံးဒီမှာဖြစ်ပါတယ်။ကဲသူတို့အတွက်ဒီညကတော့တချင်းတစ်ပုတ်နေကျွန်တော်တို့ စတင်ဖွင့်နေတဲ့ညရဲ့သတင်းကောင်းလေးတွေကိုနားဆင်လိုက်ကြအောင်ဗျာဘင်းအောင်ရဲ့ကိုပွားတွေပဲဗျာကျွန်တော်တို့အားလုံးကဘင်းအောင်ပဲဗျာဝလူစကမ်းမှာတိုက်ပွဲဝင်ပြည်ရဲ့ကောင်းများရှင်းနေညီမလေးသူစင်ဦးနဲ့ညီမတို့ခြေတွေကကျွန်တော်ကြောင်းမြင်ဖြစ်သွားပြီ ရဲ့စံစွာဒုတိယပြထားပြက်လောကိုင်တအားပြက်လူတိုင်းရဲ့ဘွားအတွက်မဲသက်ချီချပေးလိုက်တဲ့လူမှုကွန်ရက်ဝဲကရက်သွတ်ဆက်ဘေးကသွေးထုတ်ဝါရပြန့်ချီရဲ့သထောင်းသာခွေးမျိုးတင်းဆိုးထားတဲ့ပြဿနာလေးချိုးချောက်လူလူချင်းသာပြတ်ချက်ပြီးချုပ်စင်စား ီမှာညင်ပွားကလေးစဉ်ညင်စဉ်လုံးဆက်မှုခင်းများတရားလားဒါကမတရားလားသူများရောက်နေလိုက်မရောက်မဲကိုယ်နဲ့ပြည့်ချက်စင်စားကထုံတုံနိုင်တန်ကမစစ်မုတ်စိန်တစ်ခါမှရှိနိုင်ကလာလည်းမဖြစ်တော့ကြောင့်နှာခမောက်ထခတ်တဲ့ခစ်ပန်းလိုက်နိုင်မှုဆိုတာအယူလား 有一个梦，我互动动，现在每天目对树摇头，比马安达在比狗对手，闹钟变成大爷的路来走，走一路对别离，别压个走马慢追，那些拉面走家看你，技能啥啥你，你别么退下。 လမ်းမျိုးတွေအားလုံးပဲဒီညညရဲ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ပျော်ရွှင်မှုနဲ့တူစောင့်ဖွင့်มาဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီပိန်းမျိုးနဲ့မှာလေးတွေအတွက်ဘက်ကတလန်းကနေပြီးတော့လက်ရှိချိန်နေမှာတော်လိုင်းရဲဘော်တွေကဒီတက်ကိုဦးစားပေးပြီးတော့နှိမ်နှင်းမှုတွေပြုလုပ်နေတဲ့ချိန်မှာပဲ AIA ကနေပြီးတော့လေးတက်ကကောင်းလေးကိုပြစ်ချနိုင်ခဲ့တာကိုတွေ့ရတာလဲတော်တော်အားရစရာကောင်းပါတယ်။ရန်ရင်ပြစ်ချမှုကြောင့်စီရန်ရင်နစီပြက်မှုမှာတော့စစ်ကောင်စီဗျူဟာမှုနဲ့အဖွဲ့သေးဆုံးသွားကြောင်းရွှေကူနီတောထဲမှာပြက်ကြနေတဲ့ရဟရင်ပြက်ကို KI တပ်ဖွဲ့များက လက်ရှိမှာရှာဖွေတွေ့ရှိတဲ့အတွက်အတည်ပြုလိုက်ပြီးကြောင်းသိရှိရပါတယ်။ဒါကချင်းပြည်နယ်ဗမာမြို့ကိုစစ်ကူလာတဲ့ရဟရင်၃စီးကို KIA ပူးပေါင်းဖွဲ့ကယနေ့ပြစ်ခတ်ရမှာနှစ်စီးထိမှန်ပြစ်ချသွားခဲ့ပြီးပြစ်ချတော့တဲ့ရဟရင်တစီးမှာလိုက်ပါလာတဲ့စစ်ကောင်စီပြူဟာမှုနဲ့အဖွဲ့သိဆုံးသွားကြောင်း KIA ရှေ့တန်းသတင်းမှာထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ဒီနေ့မိုးနဲ့တနအိကျော်ချင်းဗမာစစ်ကကနှစ်တစ်ကိုစစ်ကူလာပို့တဲ့စစ်ရဟရင်၃စီးကို KIA ပူးပေါင်းတပ်များကပြစ်ချခဲ့ခြင်းဖြစ်ပြီးပိုင်ပိုင်နိုင်နိုင်ပြစ်ခတ်လိုက်နိုင်သောစစ်ရဟရင်တစီးမှာရွှေကူမြို့အေယာဝတီမြစ်အနောက်ဘက်ချမ်း KIA တရင်၅နေမြေတဲရှိ ော့တဲ့ကိုပြက်ကြသွားကြောင်းရင်းရဟင်ပြက်ကြနေရာကို KIA တပ်ဖွဲ့များတွားရှိသွားပြီးဖြစ်ကြောင်းရင်းရဟင်တွင်စစ်တပ်မှဖြူအောင်မှုနဲ့အဖွဲ့တွေလည်းပါဝင်နေပြီးအားလုံးတည်ဆုံနေကြောင်းသိရှိရ ዩ လဲပေါ်ပြထားပါတယ်ဖြူအောင်မှုလာလဲတဲ့အဲ့ဒီရဟင်ကပြက်လိုက်တာဖြိမှန်ပြီးတော့ရွှေကူကနေအေယာဝတီမြစ်အနောက်ဘက် KIA တရင်ငါတော့တဲ့ကိုပြက်ကြသွားတယ်အဲ့ဒီနေရာကိုငါတို့ KIA ကလူတွေရောက်နေပြီးနောက်တော့ဇီးကတော့ရွှေကူမှာအေးပေါ်ဆင်းတယ်မှာဘေးဆောင်ကြီးလဲဆင်းသွားတာ ပန်ကာရီတဲ့ကျိုးသွားတယ်ပြန်တက်လို့ကိုမရတော့ဘူးငါတို့ပြစ်တာရရင်နှစ်စီးစလုံးပြတ်သွားတယ်တော့တယ်မှာပြတ်သွားတဲ့ရရင်မှာ viewer မှုပါတဲ့ရရင်ဖြစ်နေတယ်အားလုံးတည်တယ်ငါတို့အဖွဲ့တွေရောက်နေတယ်ကွစ်ကူမာအေးပေါ်စိမ့်တဲ့ကောင်ကပန်ကာကျိုးသွားပြီးဘေးတောင်းကြီးလင်းနေလို့လဲ KIA ရှေတန်းသတင်းမိကပြောထားပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးတော့လဲကချင်းပြည်နယ်ဗန်မော်မြို့ကိုစစ်ကူလာတဲ့စစ်တပ်ရရင်၃စီးကို KIA ပူးပေါင်းတက်တွေကပြစ်ခဲ့တဲ့သတင်းနဲ့ပတ်သက်ပြီးတော့လဲ KIA ရဲ့ပြောရေးဆိုခွင့်ရှိတဲ့ဗိုလ်မှူးကြီးနော်ဘူးကလည်းအတီးပြူပြောကြားလိုက်ပါတယ်။ဒီနေ့မော်နတနာအီမှာမမော်ဆက်ကကနှစ်တက်ကိုစစ်ကူအင်အားလာဖြစ်တဲ့ရရင်၃စီးစင်းနဲ့အဲ့ဒီမှာပစ်ခတ်ရမှာ၂စီးထိမှန်တဲ့ရရင်တစီးကတော့ရွှေကူနဲ့15မိုင်အကွာမှာပြတ်ကျသွားပြီးမိတော်ပျက်စီးတဲ့နောက်ထိမှန်တစီးကတော့ရွှေကူမှာရေးပေါ်စင်းစရာလိုလဲ KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကအတီးပြူပြောကြားလိုက်ပါတယ်။အဲ့တော့ဒါကတော့ဒီစစ်တပ်ကကျွန်တော်တို့ဘိုက်စစ်တပ်ဖြစ်ပါတယ်ကျွန်တော်ဖွဲ့ရတာ

ီလာတော့မချိနာခံပုံလေးရှစ်တေတာဂျမာညာအဲ့လိုလဲဆိုတော့ဒီပဇင်းကင်နေနဲ့ပတ်သက်ရဲရင်ပေါ့နော်စစ်တပ်ရဲ့ဒါမင်းအောင်လိုင်းစစ်တပ်ရဲ့ရဲရင်ကိုဒေါ်လိုင်းတက်ဖွဲ့တွေဖြစ်ချနိုင်တဲ့သတင်းအနေနဲ့ပတ်သက်ရင်ပြည်သူတွေအကုန်လုံးကတောင်းတောင်းပြောပြအားပေးကြတယ်။ဘာလို့လဲဆိုတော့ဒီကောင်ဒီလေတက်ကအဲကျွန်တော်တို့ဒါဒေသခံပြည်သူတွေအပေါ်မှာရောကလေးတငယ်တွေအပေါ်မှာရော ပြီးရင်ဒါတော်လိုင်းတက်ဖွဲ့တွေပေါ်မှာရောအရန်ကိုအကြီးကျယ်ကိုဒုက္ခပေးနေတဲ့လေတက်တွေဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးကောင်းတွေကိုအခုလိုမျိုးပြန်ပြီးတော့လက်တော့ပြန်နိုင်တဲ့ဟာကအရန်ကိုပျော်ကြာကောင်းတဲ့တဲ့င်းတစ်ခုဖြစ်ပါတယ်အခုလည်းဒါအဲ GIN နဲ့ PDF တက်ဖွဲ့တွေပေါ့နော် GIN ဦးစီးတော်လိုင်းအင်အားစုတွေကဒီဗမော်ဘက်ချမ်းမှာရှိတဲ့ရဲရင်၃စင်းပေါ့နော်ဒါကျွန်တော်ဖြစ်စဉ်ပြောပြမယ်ဆိုရင်ဒါနေ့တနာ yı ခွဲလောက်မှာရဲရင်၃စင်း၃စင်းနဲ့ဒါစာက21ကိုစစ်ကူလာတယ်ဆိုပြီးတော့သိရတယ်စစ်ကူအင်အား ဒါလာပို့တယ်ဆိုပြီးသိရပါဘောเนาะအဲအဲ့လိုမျိုးပို့ပြီးတော့မှပြန်တက်တဲ့အချိန်မှာအဲ၃စီးကိုဒါဝိုင်းပစ်တာဘောเนาะပြတဲ့အချိန်မှာနှစ်စီးကထိတယ်ဘောเนาะအဲထိပြီးတော့ အဲနှစည်းလုံးထိထိချင်းအဲ့ညမှာနေပြတ်ကြတဲ့ပုံစံတော့မဟုတ်ဘူးအဲဆက်ပြီးတော့ပြန်သွားတယ်ဒါပေမဲ့ဒါတစည်းကတော့အဲအချိန်နေမကောင်းတော့လို့ရွှေကူမှာဆင်းလိုက်ရတယ်ပေါ့နော်အဲနောက်တစည်းကတော့လုံးဝကိုပြတ်ကြတဲ့အဆင့်ကြီးရောက်သွားတယ်ဒါကျွန်းကျွန်းပေါ်မှာလို့လေကျွန်းတကျွန်းရဲ့အနည်းဆိုပြီးတော့လေသိရတယ်ပေါ့နော်အဲ့တော့အရန်ဝေးလန့်တဲ့အတွက်ဓာတ်ပုံမှန်တမ်းပါညာလဲကျွန်တော်တို့တော့အာလိုက်ပြီးတော့ကြိုးစားတာမျိုးတွေလုပ်နေတယ်ပေါ့နော်အခုကြီးတောင်းတာမျိုးတွေလုပ်နေတယ်ဒါပေမဲ့တကယ်ကိုတရင်ကတော့အတိကျပါအမှန်ကန်ပါ ကြောင့်မြေပြင်ကနေပြီးတော့လည်းသတင်းတွေရပါတယ်ပေါ့နော်အဲဝန်ဒါအာယာနဲ့လာပြောပေးတဲ့ဒါတောင်ဝင်းတည်တဲ့သူတွေကိုလည်းကျေးဇူးအများကြီးတင်တယ်အဲပြီးတော့အဲအဲ့ထဲမှာကျွန်တော်ပါဝါတယ်ပေါ့နော်ပြန်ပြီးတော့လင်းရမ်းရင်သုံးစီးပြန်တက်တဲ့ချိန်မှာပါဝါတဲ့တပ်ဖွဲ့တစ်ခုရှိတယ်အဲ့ဒါဗျူဟာမူးနဲ့အဖွဲ့ဆိုပြီးတော့တည်ရတယ်ဒါလေဘယ်ရရင်မှာပါပါလဲဆိုတော့အခုလိုက်ဆောင်နန်းနေပါတော့ဆိုတော့ဒီ3စီးမတိုင်ခင်မှာရှေ့မှာ3စီးအဲ့လိုဆင်းမှုတယ်ဆင်းတဲ့အချိန်မှာကျွန်တော်သတင်းတွေတက်တက်တာရှိတယ်ပေါ့နော်ကျွန်တော်လည်းပြောခဲ့ဘူးတယ်အဲတက်ဖွဲ့တွေကဒါ ဝိုင်းပြီးတော့ပြစ်တဲ့အခါပေါ့နော်အဲ့မှာဗျူဟာမူးနဲ့အဖွဲ့ကိုမခေါ်သွားနိုင်မဲနဲ့ချက်ချင်းပြန်တက်သွားတယ်ရှိအဲ့ဖြစ်စဉ်ဖြစ်ဘူးလေအဲ့တုန်းကမလိုက်သွားရတဲ့ဗျူဟာမူးကအခုဒီနေ့ရဲရင်သုံးစီးနဲ့သူကပြန်လိုက်သွားတယ်ပေါ့နော်အဲ့ကြတော့ကျွန်တော်တို့အခုထပ်ပြီးတော့ဆူတောင်းရဲရင်ထိသွားတယ်ထိသွားတယ်ကျွန်တော်ဆူတောင်းပြေးတယ်ခုနကလိုပြတ်ကြတယ်ဆိုတာလေဆူတောင်းပြေးတယ်မီလောင်သွားတယ်ပေါ့နော်အဲ့ပြီးတော့အဲ့ထဲမှာမှထပ်ပြီးတော့နောက်ထပ်ကဆူတောင်းနေရတာကဒီဗျူဟာမူးနဲ့အဖွဲ့ကပြတ်ကြတဲ့ရဲရင်ထဲမှာပါပါစီဆိုပြီးတော့ဆူတောင်းနေရတဲ့အစီအစဉ်ဖြစ်လာတယ်ပေါ့နော်အဲ့ခုတော့ဆူတောင်းပြေးသွားပါပြီ ဒါကလည်းအဲတကယ်ဒါအဲ့လိုမျိုးဆိုရင်ဝမ်းသာရမယ့်သတင်းတစ်ခုကိုအဲ့ကြတော့ဝမ်းပြီးတော့ဆူတောင်းကြတော့ပေါ့နော်အဲ့တော့ဒီရဲရင်ဒါပြစ်ချနိုင်ရတဲ့ဆိုတဲ့သတင်းကလည်းအဲဒေါ်လိုင်းအင်အားစုတွေအတွက်တကယ်ကိုအဲဝမ်းသာစရာအားရစရာသတင်းကောင်းတစ်ခုဖြစ်တယ်လို့ဒါရှိမှဒါဒီစစ်တပ်ရဲ့ပေါ့နော်ရဲအစက်ဘုံကျက်တက်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တစ်ခုကရှိထားပြီးသားပေါ့နော်ဖြစ်စဉ်တွေကတော့အများကြီးရှိတယ်ဒါပေမဲ့လောလောလတ်လတ်ဆိုရင်ဒီဘက်ဖြစ်စဉ်ပေါ့နော်ဒီဘက်ဖြစ်စဉ်မှာဖြစ်သွားတဲ့ဒါကလေးငယ်လေးဆရာဆရာမတွေရဲ့ကိစ္စဆိုရင် အဲဒီအခုပစ်ချနိုင်ခဲ့တဲ့ရဲရင်သုံးစီကဒါသွေးကြွေးပြန်ယူနိုင်ခဲ့တယ်ဆိုပြီးတော့လည်းပြည်သူတွေကြွေးကြော်ကြတယ်ပေါ့နော်တကယ်လည်းအားရစရာကောင်းပါတယ်မင်းတို့ပြည်သူကိုရဲရဲဆက်ဆက်လှုပ်ခဲ့တဲ့လီတာကောင်တွေကိုအခုတော်လိုင်းတက်ဖွဲ့တွေကဒါပြန်ပြီးတော့လဆားချီနိုင်နေပြီအဲပြီးတော့အဲအခုပစ်လာလာဆိုရင်သုံးစီလာလာဆိုရင်နှစ်စီကိုဒါပစ်ခတ်နိုင်ခဲ့တယ်ဆိုတော့ပို့ပြီးတော့ဝမ်းသာစရာကောင်းတာပေါ့နော်ပြီးတော့ဒီရဲရင်ဆင်းလိုက်ရပါတယ်ဆိုရဲရွှေကူကိုဆင်းလိုက်ရပါတယ်ဆိုရဲရဲရင်ကလည်းအဲကျွန်တော်တို့ဒါနီးဆက်သူတွေဒါပို့ပြီးကျွမ်းကျင်သူတွေမေ့ကြည့်တဲ့အခါမှာသူကအင်ဂျင်ဘိုင်းကိုထိမှန်တယ်ဆိုရင်လုံးဝပြန်ပြင်လို့မရအောင် အဲသူတို့အတွက်ဒါထပ်ပြီးတော့ဒီလေတက်အင်အားဒါညော့နေတာပေါ့နော်ညော့နေတယ်ပြီးတော့ဒီ MI 17တွေကအခုချိန်မှာတေယူပို့ဆောင်ရေးအတွက်အရန်ကိုသူတို့အတွက်လိုအပ်နေတဲ့ရန်ရင်အမျိုးအစားလည်းဖြစ်တယ် ဒီလိုမျိုးဒါပြက်စီးသွားတာမျိုးမဟုတ်ဘဲနဲ့ခုနလိုအရေးပေါ်ဆင်းသက်လိုက်ရပြီးတော့ပြန်ပြင်းလို့မရဘူးဆိုရင်တော့မှသူတို့အတွက်နောက်ထပ်အသုံးဒါအသုံးပြုလို့မရဘူးပေါ့ဗျာပြီးရင်တခြားနိုင်ငံသူတို့ဝယ်ယူခဲ့တဲ့ဒါရုရှားဖြစ်ဖြစ်ဘာဖြစ်ပြန်ပို့ပြီးတော့ပြင်ရမယ့်အဆင့်မျိုးဖြစ်သွားရဆိုရင်လည်းဒီရဲရင်ကပြက်စီးတာနဲ့အတူတူပဲအဲ့လိုအဲ့လိုမျိုးပြန်ပြီးတော့တုံးလို့မရအောင်လုံနိုင်ခဲ့တာနဲ့အတူတူပဲပေါ့နော်အဲ့ဒါကြတော့သူတို့ရဲ့လေတက်အင်အားချိနဲ့အောင်လုံနိုင်တဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်တယ်အပြီးတော့သူတို့အခုချိန်မှာအသေးအတန်လိုအပ်နေပါတယ်ဆိုတော့ဒါဒီတိတ်ပို့ဆောင်ရေးရဲရင်တွေလည်းဖြစ်တဲ့အတွက်ဒါအရန်ကိုအကျိုးမြတ်များတယ်ပေါ့နော်မြေပြင်မှာတော်လိုင်းတက်ဖွဲ့တွေကနေရာစုံဒေသစုံမှာလမ်းနေရောဒါမြစ်ကြောင်းနေရော ောပေါ့နော်ဒါမျိုးတွေထိမ့်ချုပ်ထားတဲ့အချိန်မှာသူတို့ကလေချောင်းတစ်ခုကိုပဲအာကူပြီးတော့လုပ်နေရတယ်စစ်ကူပို့တာပဲဖြစ်ဖြစ်ရိတ်ခါပို့တာပဲဖြစ်ဖြစ်လေချောင်းတစ်ခုကိုပဲအာကူပြီးတော့လုပ်နေရတဲ့အနေအထားမှာဒီလိုမျိုးညွှန်နေသွားရဆိုရလဲအရင်အားရစရာကောင်းတယ်အဲ့လိုမျိုးရဲရင်စဉ်သက်တဲ့နေရာမျိုးတွေကိုပေါ့နော်တော်လိုင်းတက်ခွဲတွေကအဲလက်နဲ့မျိုးစုံတုံးပြီးတော့ပြစ်ခတ်ကြတာပေါ့နော်ပြစ်ခတ်ကြတယ်ပြီးတော့ကြတော့ဒါရဲရင်အခုလိုမျိုးဒါရိတ်ခါလေးလာချတယ်ဘုံဘုံမှာဆိုလည်းဖြစ်စင်နေရှိတယ်ပေါ့နော်ဒီလောလောလတ်လတ်မှာကိုပဲဖြစ်စင်နေရှိတယ်ရိတ်ခါလာချတဲ့အချိန်မှာရိတ်ခါချတဲ့နေရာကိုတော်လိုင်းတက်ဖွဲ့တွေကပြစ်ခတ်လို့ ရဲခါလာကောက်တဲ့កောင်នេះអាចမာគីရတာရှိတယ်ប៉ុเนาะအထိကြိုက်သွားရရှိတယ်ទីဆုံးသွားရရှိတယ်စစ်တက်ကတော့တော်တော်လေးကိုဖျို့ဖျက်အနေထားနဲ့ရင်ဆိုင်နေရတယ်ប៉ុเนาะအဲနောက်တစ်ခုကတော့ဒီရဲရင်ပြစ်ချနိုင်တယ်ဆိုတာကလည်းခု2025မှာဈေးဥပောက်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဘာလို့လဲဆိုတော့နောက်ဆုံးဖြစ်စဉ်ကိုပြန်ကြည့်မယ်ဆိုရင်2024မေ6ရက်နေ့ကប៉ុเนาะဒီနေ့တပေါင်းစုကဒါဖားဆောင်မှာပြစ်ချပြီးတော့ဘောလ်ကင်းမှာပြက်ကျသွားတဲ့ MI sampling ရဲရင်တစည်းရှိတယ်ប៉ុเนาะအဲ့တော့အဲ့ဖြစ်စဉ်နောက်ပိုင်းမှာဒါခု2025မှာထပ်ပြီးတော့ဒါလေတက်ကိုဈေးဥဖောက်တဲ့ဖြစ်စဉ်လို့ပြောလို့ရတယ်ဒါလည်းအားရစရာကောင်းတယ်အဲရှေ့ပိုင်းကာလာကဟာပြန်ကြည့်မယ်ဆိုရင်ကျွန်တော်2022ခုနှစ်မေ 3ရက်မှာ MI35 ဒါ KI အရပြစ်ချတယ်။နောက်23 February 3ရက်မှာဒါ PDF တွေကအာရွှေပြည်ရေးဘက်မှာပေါ့နော်ရရင်ပြစ်ချတယ်ပုံတော့မရှိလိုက်ဘူးပေါ့နော်နောက်23ဇွန်မှာလည်း KEW တစည်း KNY တပေါင်းစုပေါ့နော် KNY ဒေသမှာချတယ်နောက်23 November 17ရက်နေ့မှာလည်း KEW ပဲ KNY ဒေသမှာပဲနောက်24 January 3ရက်မှာလည်းဒါ MI17 ပေါ့နော် ဒေဥပ္ပဆိုင်ရရင်ကို KNY ကဒါ Y Mobile ချမ်းမှာပြင်းတယ်အဲ့ဒီမှာလည်းကျွန်တော်တို့သတင်းတွေတင်ဆက်ခဲ့တာတွေရှိတယ်ဗောနော်အားရစရာအဲ့လိုလေးရင်သတင်းဆိုရင်ကျွန်တော်အာပါတီကပြောကြတယ်ဗောနော်နောက်တစ်ခုမိုက်တရာရှိရအဲ့ဒါ2024 January 16မှာ FTC 2000G ဗောနော် KNY ကကုတ်ခိုင်မှာပြစ်ချနိုင်ခဲ့တယ်ဗောနော်ဒါဟာလည်းတကယ်ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်ပြီးတော့2024 January 29မှာဒါ KNL နဲ့ PDF တပ်ဖွဲ့တွေကယူကော့ပလာဗောနော်အဲတင်ငန်းညင်တော်ကဒါကျွန်တော်တို့လည်းအဲ့မှာထီသွားပြီးတော့ဗီဒီယိုပါလေးရိုက်ကူးနိုင်ခဲ့တာတွေရှိတယ်ဗောနော်အဲ့လိုမျိုးပြစ်ချနိုင်ခဲ့တာရှိတယ်နောက်ဆုံးတစ်ခုက2024 May 6ရက်ဗောနော်အဲ့မှာတော့ MI Sunday ဒါ KNY တပေါင်းစုက ဘောလကင်းမှာပြည့်ပြတ်ကြအောင်ပြည့်ချနိုင်ခဲ့တာလေးရှိတယ်။အဲ့တော့ရဲချင်းပြည့်ချနိုင်ခဲ့တာတွေ KAW ဘုံကျဲလေးရင်နဲ့ FTC 2000ကြီးလို့ဒါတက်ခတ်ရေး35လို့တက်ခတ်ရေးဒါမျိုးဒါရဲရင်တွေကစလေးရင်တွေအဆုံးပါเนาะအဲလုံးဝဟိုဟာတရားမရှိပါဘူးဆိုတော့အနေထားမှာတော့မှပဲအခုလို့ပြည့်ချနိုင်နေတာတွေကတကယ်အားရကြကောင်းပါလေ။နောက်တစ်သတင်းတို့မှာတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်၁၀ဦးကံကိုအိန္ဒိယအာတန်ရိုင်ဖယ်တပ်ကနေပြီးပြစ်ခတ်မှုကြောင့်တွေ့ဆုံခဲ့တဲ့ပုံမှာအိန္ဒိယအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံကြည့်အစိုးရကတွေ့ဆုံဆွေးနွေးနေပြီဆိုတဲ့အကြောင်းကိုလည်းထုတ်ပြန်လိုက်ပါတယ်။အိန္ဒိယမြန်မာနိုင်ငံနှစ်နိုင်ငံနယ်ဆက်စကိုင်းတမှုမျိုးတွေမှာအိန္ဒိယအာတန်ရိုင်ဖယ်တပ်များဟာတမှုခရိုင်ကပကဖရဲဘော်၁၀ဦးကိုပြီးခဲ့တဲ့မေလ၁၄ရက်နေ့ကပြစ်ခတ်မှုကြောင့်တွေ့ဆုံခဲ့တယ်လို့ဖော်ပြထားပါတယ်။ဆိုတော့ပြစ်ခတ်ခဲ့ပြီးတွေ့ဆုံခဲ့ရတဲ့ရဲဘော်များအတွက်ငွမ်ပေါ်ပေါ်ရေးကိုတမှုခရိုင်ပကဖအဖွဲ့မှမြေပြင်ချင်းတွေကိုသိရှိနိုင်ရန် NGO ဆိုရတဲ့စာပို့အကြောင်းကြားခဲ့ကြောင်းလည်းသိရှိရပါတယ်။လက်ရှိမှာတော့မြို့သား ညွေးဆိုရအန်ယူဂျီနေဖြင့်အိန္ဒိယဆိုကတောင်ရှုမြားနဲ့မှုမှန်ပေါ်ပေါက်ရန်တွဲဆောင်ဆွေးနွေးနေပြီဖြစ်ကြောင်းနဲ့အန်ယူဂျီမှပြောရေးဆိုခွင့်ရှိသူကိုနေဖုံးလက်ကလည်းပြောထားပါဗျ။အိန္ဒိယအာဒနာရိုက်ဖက်တမျက်ဟာတမှုခရိုင်ဘက်ကပတ်ခပရဲဘော်10ဦးကိုမဏိပူရပီဂျန်ဒီခရိုင်အပြည်ပြည်ဆိုင်ရာနေနမိတ် New Standard အနည်းတဝိုက်မှာပြစ်ခတ်ခံရမှုကြောင့်တည်ဆုံးခဲ့ရတယ်လို့လည်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒီတစ်ခုအတွင်းမှာလက်နက်ကင်အဖွဲ့တစ်ခုကိုရှင်းလင်းနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားတာကိုလည်းတွေ့ရပါတယ်။ဆိုတော့ ဖြစ်စဉ်အမှန်ကဘယ်လိုပါလဲဘယ်နေရာမှာဖြစ်ပွားခဲ့တာလဲဆိုတာသိရမလားဝန်ကြီးခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ကျမတို့ရဲ့ဒီကနဦးပေါ့နော်ဒီကာကွယ်ရေးဝန်ကြီးဌာနနဲ့ရောအာကျမတို့ချိတ်ဆက်ပြီးတော့အမ်အာကြားနာမှုတွေပေါ့နော်စစ်ဆေးမှုတွေအေးရရှိတဲ့သတင်းအချက်အလက်တွေအရာဆိုလို့ရှိရင်အဲဒီသတင်းကဟိုတဝက်မှန်တဝက်မှဖြစ်နေတာပေါ့နော်ဟိုတဝက်မှန်တဝက်မှဆိုတော့ခုနဖြစ်ပွားခဲ့တဲ့နေရာမိုင်းတိုင်းတွေကတော့မှန်ပါတယ် မှန်တယ်နောက်ပြတဲ့ခါကျတော့ကျမတို့ဒီဒီရဲဘော်ဆဲဦးဟိုတက်ဖြတ်ခံရတယ်ဆိုတဲ့ကိစ္စလည်းမှန်ပါတယ်မှန်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့တခြားသောအဲခုနပြောသလိုပေါ့နော်ထီတွေးမှုဖြစ်ပွားခဲ့လို့ဖြစ်တာလားဆိုတဲ့ကိစ္စတော့မသေးကွဲဘူးပေါ့နော်ဒီအတိုင်းပဲအဲဒီအဆန်ရိုင်ဖယ်အဲဘက်ကနေပြီးတော့နေဆက်လုံကြုံရေးလှုပ်ရင်းနဲ့ဒီဘက်မှာရောက်လာပြီးတော့အဲဒီလိုဖန်ဆီးတက်ဖြတ်မှုဖြစ်သွားတာလား ဆိုတဲ့ဟာကလည်းမတည်ခွေပေါ့နော်ကျမတို့ report တွေအရဆိုလို့ရှိရင်တော့အဲ့ဒီမှာအဲကွဲလွဲတဲ့အချက်လက်တွေတော့ရှိနေပါတယ်သတင်းထုတ်ပြန်မှုတွေနဲ့ဆိုလို့ရှိရင်လေဟုတ်ကဲ့ပါဝင်ကြီးကြာဆုံးသွားတဲ့တပ်ဖွဲ့ဝင်တွေကအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝင်ကြီးဌာနအောက်က PDF တွေလာအာပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ပကဖတွေလာဝင်ကြီးပြောပြပေးပါဦးခင်ဗျာအာဟုတ်ကဲ့ဒီပကဖတွေလို့ကျမတို့သိရပါတယ်သိရတယ်အဲဒီပြည်သူ့ကာကွယ်ရေးဒီပကဖရဲ့တမူးခရိုင်ရဲ့ပကဖလယုံတပ်ဖွဲ့ ဝင်ပေါ့နော်တပ်ဖွဲ့ဝင်ဆဲဦးလို့ကျမတို့သိရတယ်အဲအစီရင်ခံစားရေးအရာပေါ့နော်ဆိုတော့ဒီကာကွယ်ရေးဝန်ကြီးဌာနရဲ့အောက်မှာလည်းရှိနေတဲ့သဘောလို့ကျမတို့နားလည်ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ကာကွယ်ရေးဝန်ကြီးဌာနစီကိုဟိုဒီအစီရင်ခံစားရေးတိုက်ရိုက်ပေးပို့နေတာဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့လေဟုတ်ကဲ့ပါဝန်ကြီးမေလ17ရက်နေ့ညနေပိုင်းမှာအိန္ဒိယအာဏာပိုင်တွေကပကဖအဖွဲ့ဝင်၁၀ဦးကိုအင်အားသုံးဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်၃ရက်အကြာမေလ16ရက်နေ့မနက်ပိုင်းမှာ အိန္ဒိယအနာပိုင်တွေကပဲကြာဆုံးသွားတဲ့တပ်ဖွဲ့ဝင်တွေရဲ့ရုပ်လောင်းကိုပြန်ပေးခဲ့တယ်လို့ဆိုပါတယ်။သတင်းဌာနတွေမှာလည်းရေးသားဖော်ပြနေကြတာကအလောင်းပြန်ရတဲ့အခါမှာညှဉ်းပန်းနှိပ်စက်ထားတာ၊ထုရိုက်ထားတာ၊ဓာတ်တံရတွေလည်းတွေ့ရပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဝင်ကြီးတို့သိရှိထားပါသလားခင်ဗျာ။ဟုတ်ကဲ့အာ report တွေ အရာတော့အကျွန်တော်တို့ဟုတ်ပါတယ်ဟုတ်ပါတယ်ဆိုတာဒီဟောပေါ့နော်ဒီဒီရဲဘော်ဆယ်ဦးရဲ့အလောင်းကိုလက်ခံရရှိတယ်ပြန်လည်ပြီးတော့လက်ခံရရှိတယ်လက်ခံရရှိအောင်ကျိုးပန်းဆောင်ရွက်ခဲ့ကြတာဆိုတာဟုတ်ပါတယ်ဆိုတော့အခါကျတော့အခုဒီဒီ dead body တွေကိုပြန်ရတဲ့အနေအထားတွေအရာဆိုလို့ရှိရင်လည်းပဲပေါ့နော်အဲဒီတိုက်ပွဲဖြစ်ပြီးတော့ တပြက်ခံရတာလားညှင်းပန်းနှိုက်ဆက်ပြီးတော့တပြက်ခံရတာလားဆိုတာကစစ်ဆေးဖို့လိုနေတဲ့အနေအထားမျိုးဖြစ်တာကိုကျမတို့သွားတွေ့ရတယ်။ဒါကြောင့်မို့လို့ဒါအိန္ဒိယဘက်ခြမ်းကကျမတို့တာဝန်ရှိတဲ့သူတွေနဲ့အဲဒီကိစ္စကိုအမှုမှန်ပေါ်ပေါက်ဖို့ပေါ့နော်ဘလို့ဖြစ်ပျက်ခဲ့တယ်လဲဆိုတဲ့ဟာကိုဟိုနှစ်ဖက်အဲဒါရရှိတဲ့သတင်းအချက်အလက်တွေပေါ့နော်ခုနမြေပြင်ကပို့တဲ့ reporting နေနေမဟုတ်ဖ ೇನೆ ကျမတို့တစ်ဖက်သက်ပို့တဲ့ reporting နေနေမဟုတ်ဖ ೇನೆ ပေါ့နော်ကျမတို့ဘက်ကတွေးရှိချက်တွေကိုပါအာဒါသိရှိနေအောင်လို့ကျမတို့ဆက်သွယ်ဆောင်ရွက်နေတာရှိပါတယ်။ဟုတ်ကဲ့ပါဝင်ကြီး နောက်တစ်ခုကမေလ14ရက်နေ့မှာတော့အိန္ဒိယအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့လူမှုကွန်ရက်စာမျက်နှာကသတင်းထုတ်ပြန်ထားရမှာဒီအိန္ဒိယမြန်မာနယ်စပ်မဏိပူရပြည်နယ်ချန်ဒဲခရိုင်နယူးစင်တာရွာအနီးမှာနယ်စပ်ဒေသလုံခြုံရေးဆိုင်ရာပြစ်ခတ်မှုဖြစ်ပွားပြီးတော့လူ၁၀ဦးသေဆုံးကလက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်းထုတ်ပြန်ခဲ့တဲ့အပေါ်ဝန်ကြီးအနေနဲ့ဘယ်လိုမှတ်ချက်ပေးကြပါသလဲခင်ဗျာဟုတ်ကဲ့အဲဒီဒီပေါ့နော်ဒီ Eastern Command ကနေပြီးတော့မှထုတ်ပြန်လာတာကတော့ အထူးကြရဲပေါ့ဒါသူတို့ဒီအိန္ဒိယတက်အနေနဲ့လည်းပဲဒါကိုဟိုတတိထားမိတယ်ဒီလိုမျိုးဟိုဖြစ်ပြက်တဲ့အပေါ်မှာပေါ့လေနော်ဒါသတင်းထုတ်ပြန်ရမယ်လို့ဟိုဖုန်းလို့ဖိလို့ရတဲ့ကိစ္စလည်းမဟုတ်ဘူးလေနော်ဒါတကယ်တကယ်ကြီးကိုဖြစ်သွားတဲ့ကိစ္စဖြစ်တယ်သူကတော့ထိတွေ့မှုလို့သုံးထားတယ်အဲဒါပေမဲ့တကယ်အဖြစ်စဉ်ကကြတော့နေဆက်ဒေတာမှာကငကူရဲကပေါ့နော်ချန်နေဆက်ချန်စီကိုခတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အငင်းပွားမှုတွေရရှိနေတာပေါ့နော် ရှိနေခဲ့တဲ့အနေအထားမျိုးရှိတယ်အဲ့ဒီအပေါ်မှာလည်းပဲကျမတို့တွေအာညှိနှိုင်းပြီးတော့ဆောင်ရွက်နေတာရှိတယ်လို့ပေါ့နော်ဟိုကျမတို့ဟိုဒီမြေပြင်မှာရှိနေကြတဲ့သူတွေနဲ့လည်းပဲဒီနေဆက်ချန်စီကိုကာရဲကိစ္စအပေါ်မှာစိုးရိမ်မှုမရှိကြဘူးဆိုတာမျိုးတွေလက်အိန္ဒိယဘက်အစိုးရဘက်ကပြောထားတယ်လည်းရှိတယ်ပေါ့လေဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တော့အမှန်နဲ့ဒီနေဆက် အဒီတာရဲမှာဒီလိုဖြစ်သွားတယ်ဆိုတဲ့အပေါ်မှာတော့ဒါအိန္ဒိယအစိုးရဘက်ကလည်းဒါအဝဲဖြစ်တယ်အဲဒါကလည်းသူတို့အတွက်လည်းအဲဘောနော်အလေးထားရမယ့်ကိစ္စတခုဖြစ်တယ်ဆိုတာကိုတော့ဒီထုတ်ပြန်မှုကအပေါ်လွင်စေတယ်လို့ကျွန်မမြင်ပါတယ်ဟုတ်ကဲ့ပါဝင်ကြီးအဒီလိုဖြစ်စဉ်မျိုးကနှစ်နိုင်ငံဆက်ဆံရေးကိုဘလောက်ထိထိခိုက်နိုင်ပါလဲဝင်ကြီးခင်ဗျာဟုတ်ကဲ့ကျွန်မတို့အထားကြောင့်ကျွန်မတို့တတိကြီးကြီးထားပြီးတော့ဟိုညှိနှိုင်းဆောင်ရွက်နေကြတာဖြစ်တယ်ပေါ့နော်ဒါနှစ်နိုင်ငံဆက်ဆံရေးကိုဟိုဟိုထိပါတဲ့အထိ အကင်တွင်မတက်ရင်ပေါ့နော်ဟိုအကင်တွင်မတက်ရင်ဖြစ်သွားနိုင်တဲ့အနေအထားမျိုးဟိုဖြစ်တဲ့အတွက်ကြောင့်မို့လို့အရန်လဲထိလွယ်ရှလွယ်တဲ့ကိစ္စဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဒါမှားယွင်းပြီးတော့ဖြစ်တယ်ဆိုလို့ရှင်လဲမှားယွင်းပြီးတော့ဖြစ်တယ်ဆိုတာကိုအာဟလာဟိုလက်ခံမှုလိုတာပေါ့နော်လက်ခံမှုလိုတယ်ဘာလို့လဲဆိုတော့အိန္ဒိယနယ်စပ်ဆိုတာကလည်းနှက်ကိုင်းမျိုးစုံရှိနေကြတဲ့အခါကျတော့မှားယွင်းမှုလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်သို့တော့တကယ့် တကယ်ပဲမှားယွင်းပြီးဖြစ်ခဲ့တာလားဒါမှမဟုတ်ရင်တိတိကျကျနေပဲဖြစ်ခဲ့တာလားဆိုတာကတော့ကျမတို့ဒါ internal report တွေအရာပေါ့နော်အဲတေချာလေးရှင်းလင်းရမယ့်ကိစ္စဖြစ်တယ်ပူပေါင်းဆောင်ရွက်ရမယ့်အဲကိစ္စဖြစ်တယ်လို့တော့ကျမမြင်တယ်ဒါကြောင့်အခုအိန္ဒိယအစိုးရနဲ့ပေါ့နော်နိုင်ငံဆက်ဆံရေးကိုလည်းရှေ့ရှုပြီးတော့အဲကျမတို့မဖြစ်တင်တာတွေမဖြစ်ရအောင်ပေါ့နော်ဟိုဟိုနယ်စပ်တည်ငြိမ်ရေးကိုလည်းမထိခိုက်အောင်နိုင်ငံဆက်ဆံရေးကိုလည်းမထိခိုက်အောင်အမှုမှန်လည်းပေါ်ပေါက်အောင်ပေါ့နော်ဒါဒီဟာကိုကျမတို့အခြေခံပြီးတော့ အဲပူပေါင်းဆောင်ရွက်လျက်ရှိပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးပြောချင်တယ်ဘာကြောင့်လဲဆိုတော့အာအိန္ဒိယချင်းနိုင်ငံနေနဲ့ဆက်ဆံရေးကကျွန်တော်တို့အတွက်အရေးကြီးတယ်တစ်ဖက်မှာလည်းပဲကျွန်တော်တို့နိုင်ငံသားတွေရဲ့ပုံသိခါရှိရှိပေါ့နော်အာဒီနေနိုင်ဖို့လို့ဟလာကိုကိုနိုင်ငံကိုတိုင်းပြည်ထဲမှာပေါ့နော်ဆိုတော့ကျွန်တော်တို့တိုင်းပြည်ကလည်းအားလုံးသိတဲ့အတိုင်းပဲဒီစစ်အာဏာရှင်စနစ်ကိုတွန်းလှန်တိုက်ခိုက်နေရတဲ့အချိန်စစ်အာဏာရှင်စနစ်ကြောင့်တိုင်းပြည်ကဖက်ဖက်ကနေဒီစစ်အာဏာသိမ်းမှုကြောင့်ဖက်ဖက်ကနေပြီးတော့ယိုယွင်းနေတဲ့အချိန်မျိုးမှာအကျွန်တော်တို့အိန္ဒိယချင်းနိုင်ငံတွေကကျွန်တော်တို့ကို ဟလာဒီ territorial integrity ပေါ့နော်ဒီဒီအဲဒီဒါကိုအလေးထားလိုက်နာဖို့လို့ဒါအပြင်ကိုလေးလေးဆဆရှိဖို့ဆိုတာကျမတို့အမှန်တန်ယုံကန်ရတဲ့ကိစ္စဖြစ်ပါတယ်အဲ့တော့တစ်ဖက်မှာလည်းပဲကျမယုံကြည်ပါတယ်ကျမတို့အင်ဒီနာချင်းနိုင်ငံတွေကလည်းပဲတစ်ဖက်နိုင်ငံရဲ့ကိုအင်ဒီနာချင်းနိုင်ငံတခုရဲ့ဖြစ်နေတဲ့အခြေအနေဒီအပေါ်မှာပေါ့နော် ကူညီဖို့ပဲအဲပေါ့နော်အခြေခံပြီးတော့အနီးအနားချင်းကောင်းပီတာစွာနဲ့ဆက်ဆံဆောင်ရွက်ဖို့ကျမအနေနဲ့မျှော်လင့်နေအဲ့ဒီလိုဆက်ဆံဆောင်ရွက်မှုမျိုးရရှိလာအောင်လည်းပဲအဲကျမတို့ကအခြေခံပြီးတော့စူးစမ်းဆောင်ရွက်နေတယ်ပေါ့နော်အခုဒီလိုကိစ္စမျိုးကတော့ကျမတို့ဒီနှစ်နိုင်ငံဆက်ဆံရေးကိုအကန့်အတွဲမတိုင်အထူးသဖြင့်လူမှုပေါ့နော်မြေပြင်အခြေအနေလူမှုရဲ့စိတ်ခံစားမှုကိုကျမတို့ဟိုတေးသေးချာချာလေးပေါ့နော်မထိန်းနိုင်ရင်တိချက်နောက်အဲ့ဒီအပေါ်မှာကျမတို့တွေကဒီ escalate ဖြစ်အောင်ပေါ့နော်ပို့ပြီးတော့ဟိုဟိုဘယ်လိုပြောမလဲဒေါသတွေ ဒီဝမ်းနဲ့ပူဆွေးမှုတွေကိုပို့ပြီးတော့ဟိုဘယ်လိုပြောလဲမိလောင်ရလေးပြင်မလုံးမိဖို့လိုတာပေါ့နော်ဆိုတော့ဒါမျိုးတွေလည်းကျွန်တော်တစ်ဖက်မှာလည်းပဲဒီလိုမျိုးလှုပ်ဖို့ဆိုရင်ကျွန်တော်တို့တရားမျှတမှုအတွက် ဲ့လားကျမတို့ရဲ့အဂုံတိတ်ခါအတွက်ပေါ့နော်ဒါလေးလေးဆက်စားပြန်လဲပြီးတော့အိန္ဒိယအာနာပိုင်ဒီဘက်ကဆက်သွယ်ဆောင်ရွက်တာမျိုးတုံ့ပြန်ဆောင်ရွက်တာမျိုးလုပ်ဖို့လို့လိုတယ်ပေါ့နော်အခုဆောင်ရွက်နေတာတွေလည်းဆောင်ရွက်လက်စားတွေလည်းရှိပါတယ်ဒီ bros ဒီကိစ္စနဲ့ပတ်သက်ပြီးကျမတို့ဟိုပူပေါင်းဆောင်ရွက်နေတာဒါကမပြီးစီးသေးပါဘူးအဲကျမတို့ဒေချာလေးဂယုတဆိုင်နေပေါ့နော်နိုင်ငံဆက်ဆံရေးကိုဟိုထိခိုက်မှုမရှိအောင်လို့မို့လို့စူးစမ်းဆောင်ရွက်နေပါတယ်ဟုတ်ကဲ့ပါဝင်ကြီးဒီကိစ္စနဲ့ပတ်သက်ပြီးဝင်ကြီးအနေနဲ့ဗာများဖြည့်ဆွတ်ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီကိစ္စမှာကျမတို့တွေအိန္ဒိယဘက် အချမ်းကပေါ့နော်ဟိုတာဝန်ရှိတဲ့သူတွေနဲ့လည်းဒီကိစ္စကိုအကြောင်းပြုပြီးတော့ကျမတို့ဟိုဘာပဲပြောပြောထိတွေ့ဆက်ဆံရတဲ့သဘောရှိတယ်ခင်ခင်ကလည်းရှိခဲ့ပါတယ်ဒီလိုရှိဒီဒါဘာကိုပြနေလဲဆိုတော့နေဆက်ဒေတာတွေကနော်စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိနေကြတာမဟုတ်ဘူးအလားအထူးသဖြင့်ကျမတို့တော်လိုင်းအင်အားစုတွေ NUG အပေါင်းပဲပေါ့ဒီအင်အားစုတွေလည်းတဲမှာရှိတော့ဒါကျမတို့ကလက်ဆက်ဒေတာလုံခြုံရေးအတွက်ဆိုလို့ရှိရင်ကျမတို့အနေနဲ့ပူးပေါင်းဆောင်ရွက်ဖို့လိုလိုတယ်ညှိနှိုင်းဆောင်ရွက်ဖို့လိုတယ်ဆိုတာကိုအထင်ရှားပြနေတဲ့ အဲဒါဖြစ်စဉ်တစ်ခုဖြစ်သွားတယ်လို့ပဲကျွန်မအနေနဲ့မြင်တယ်ပေါ့နော်ဒါကျွန်မတို့ဘက်ကလည်းအဲတတိထားအဆောင်ရရမှာ၄၄အဲဒီချက်ပို့ပြီးတော့ပေါ့နော်ဒီဘယ်လိုပြောမလဲနှစ်နိုင်ငံဆက်ဆံရေးအတွက်ပေါ့နေဆက်ဒီတလုံးကြီးရဲ့သဘောတဘာဝဒီကိုရောပေါ့ဒီနောက် sensitivity ပေါ့အထီလွယ်ရှားလို့ဖြစ်မှုတွေကိုရောကျွန်မတို့ဟိုဒီပေါ့နော်ဒီတော်လိုင်းအဖွဲ့အစည်းများကလည်းပို့ပြီးတော့တတိထားရမယ့်အခြေအနေတစ်ခုဖြစ်လာတယ်ဆိုရအောင်ကျွန်မတို့မြင်ရပါတယ်ပေါ့